အရင်ဆိုရင်ကျွန်တော်ကိုအမြဲတမ်းစားလိုက်နောက်လိုက်နေတတ်တဲ့ကောင်မလေးဟာအခုဆိုရင်ကျွန်တော်ကိုရှောင်နေခဲ့ပါသည်။ဆိုင်ကိုကျွန်တော်သွားဆိုင်ရင်လည်းကျွန်တော်ကိုရှောင်ထွက်သွားခဲ့သည်။ဘယ်နေရာမှာတွေ့တွေ့ကျွန်တော်ကိုမမြင်ချင်အောင်ဆောင်သွားခဲ့တာ။သူ့စိတ်ထဲမှာကျွန်တော်ကိုတမျိုးများမြင်သွားပြီလားမသိဘူး။တွင်းတွင်းနဲ့ပဲစိတ်ထဲမှာဝမ်းနည်းလာခဲ့ရတယ်။ကျွန်တော်သာအဲ့ဒီနေရာသူ့ကိုဖွင့်မပြောခဲ့ရင်ဆိုတဲ့စိတ်နဲ့ကိုကိုကူပါဒေါသကြီးထွက်လာခဲ့ရပါတယ်။ ခန်းစနေလောင်ခန်းမင်းကိုဘာလို့ရှောင်နေရတာလဲကျွန်တော်လားမရှောင်ပါဘူးအလုံမအားလို့ပါမင်းကမညာတက်ပဲနဲ့တိတ်ညာတာပဲနော်မင်းကိုရှောင်နေရတိတ်တိတာနေရပဲ ਉ ထင်လို့ပါမင်းကလေမင်းကမင်းခံစားချက်တွေကိုလည်းတိတ်ညာတာပဲမင်းရင်ထဲမှာရှိနေတဲ့ခံစားချက်ကိုလည်းမင်းအမှန်တိုင်းချမပြရဲဘူးကျွန်တော်ကပြန်ပြီးလူနေရတာမျိုးမကြိုက်တဲ့ type မျိုးလို့ပါ ဘသူကပြန်ပြီးလူနေရမှာလဲလောင်ခိုင်းရင်ကိုကမင်းကိုပဲချစ်တာလေမမခမ ्या ကိုတအားသဘောကျနေရလေမမခမ ्या ကိုအယမ်းကြိုက်နေတာကျွန်တော်ကိုလည်းအမဲရင်ဖွင့်နေမမသဘောကျနေရအောင်တိတိကြီးနေတော့ကျွန်တော်ဘလို့မျက်နာနဲ့လောင်ခိုင်းရဲ့စကားတန်ကဆက်မပြောတော့ပဲတိတ်ဆိတ်သွားသည်ကိုကြိုက်တော့ကနေပြောင်းရတော့မယ်ဟမ်ပြောင်းရတော့မယ်ဟုတ်တယ်ကြိုက်တော့ကနေမိထီလာဘက်ကိုပြောင်းရတော့မှာပြင်ပွဲလွန်စာမေးပွဲအတွက်ဖြေမလို့ အော်လောင်ခန့်ရဲ့အတန်လေးတွေက တိုးဝင်သွားပြီးမျက်နှာလေးကချက်ချင်းညှိုးငယ်သွားသည်အခုကကိုကလောင်ခန့်ကိုဆယ်ထဲမှာဂုံတူတွေပိုင်ပေးမယ်ဆိုရဲတက္ကသိုလ်ဘုံနိုင်တဲ့ဂျူးစာအုပ်တွေကိုအရင်လက်ဆောင်လာပေးတာပါကျွန်တော်မှဆယ်ထဲမှာအောင်သေးတာအကူကမင်းဂုံတူတွေနဲ့အောင်မယ်လို့ယုံကြည်နေလို့လေကျွန်တော်ကျွန်တော်လေးအဲ့ဒီနေ့ကလောင်ခန့်နဲ့ကျွန်တော်နဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့လိမ့်မည်ထင်ပါသည် ဝေးကြမယ်ဆိုတော့လေ အကြောင်းပြချက်တွေမလိုဘဲနဲ့ကိုကျွန်တော်တို့ဝေးသွားခဲ့ကြတာပါပဲ။နီးစက်လောင်လိမ့်မယ်လို့ထင်ထားခဲ့တဲ့ဆက်ဆံရေးမှာချက်ချင်းပဲတွေးအေးခဲ့ရပြီလားမသိခဲ့ပါ။အခန်း73စသိန်းပိုင်းအချိန်တွေဟာတရွေ့ရွေ့နဲ့ပြောင်းလဲနေပေမဲ့ကျွန်တော်ရင်ဘတ်ထဲမှာရှိနေသေးတဲ့ခံစားမှုတွေကိုတော့ နှစ်သိပ်ပေးနိုင်စွမ်းမရှိသေးပါ။သုံးနှစ်ဆိုတော့အတိုင်းအတာလေးတစ်ခုဟာခန်းစားချက်တွေကိုအကင်းသိသွားအောင်လုပ်နိုင်စွမ်းရှိရမှာလေ။သို့တော့ကျွန်တော်မကြိုးစားနိုင်သေး။အစုံတယောက်ကိုမျက်နှိုးနေသေးရဲ့စိတ်အဲ့တယောက်ကိုဘလို့မှမေ့လို့မရခြင်းတွေကအများကြီးရှိနေသေးသည်။မိထီလာပြည်သူစေယုံကိုကျွန်တော်ရောက်ပြီးတော့ဘွဲလွန်စာမေးပွဲအတွက်ပြင်ဆင်ကြိုးစားခဲ့ရသည်။ဘွဲလွန်စာမေးပွဲအတွက်ဝင်ခွင့်အောင်တော့မန္တလေးမှာပြောင်းနေရတော့သည်။ ဘွဲလွန်စာတမ်းအတွက်ပြင်ဆင်ရတဲ့နေ့ဖြစ်လိမ့်မည်။စာလေ့လာရင်ပြင်းပြင်းရှိရာနဲ့ Facebook News Feed ကိုဆွဲရင်သတင်းတွေလိုက်ဖတ်နေခဲ့မိတယ်။ဟမ်နန်းလောင်ခန်းနဲ့ကျွန်တော်စီကို Afran လာပို့တဲ့အကောင့်လေးတွေကိုဝင်ကြည့်လိုက်မိသည်။ဟာလောင်ခန်းမလား။အချိန်ကာလလေးတစ်ခုအတွင်းမှာလောင်ခန်းဟာပို့ပို့ပြီးလှလာလိုက်တာများသပင်လေးရလည်းရှိလာတယ်။ပြီးတော့ပို့ပြီးရင်းကျက်လာခဲ့တယ်။ကျွန်တော်လည်း သူ့အကောင့်ထဲဝင်ကြည့်ရင်သူ့ပုံလေးတွေကိုလက်ရီယက်တွေလိုက်ပေးနေခဲ့မိတယ်။အချိန်မတည်သေးတဲ့ခန်းစားချက်တွေဟာချက်ချင်းလှုပ်ရှားလာရတော့သည်။ချက်ချင်းပဲသူ့အကောင့်လေးစီကိုစကားသွားပြောလိုက်မိသည်။ဟေ့ညီမလေးမင်းလောက်ခမ်းမဟုတ်လား။ကျိုင်းတောင်းပါလေ။ဟုတ်ပါကျွန်တော်သတိမရသေးရဲ့လားလို့လေ။ဟာကိုအခုထိမမေ့သေးတာပါ။ကျွန်တော်ဆယ်တန်းအောင်ဂုံနူးနှခုနဲ့အောင်ခဲ့တယ်။တော်လိုက်တာအခုရောဘာတက်နေလဲ။ ကျွန်တော်အီးမေးလ်ကြတက်နေခဲ့တာအခုကပထမနှစ်ဂုံဒူးတန်းဂုံဒူးတန်းပါသွားတာလားအရန်စူးစားခဲ့တာပါလားလောင်ခမ်းရင်ကျွန်တော်လူကြီးကိုဖိတ်ဆရာတခုရှိလို့အကောင့်လာအပ်ခဲ့တာဟင်ဘာများလဲ send a photo ဆိုတဲ့စာလေးပေါ်လာခဲ့တယ်ကြည်လိုက်တော့ဖိတ်စာလေးတစ်စောင်းမင်္ဂလာဆောင်ဖိတ်စာပါအကုန်ဟာပူလောင်နေတဲ့ခန်းစားချက်ကရင်ဘတ်ထဲကိုစောင့်ထိုးတက်လာခဲ့သည် ။လောင်ခန်းရဲ့မင်းကွာကိုဘကခုထိမင်းကိုချစ်နေတော့ဆိုတာကိုသိရနဲ့ကွာ။လှောက်ရှားနေသေးသောစိတ်ကိုအခုထိထိန်းချုပ်ရမရနိုင်သည်။တနေ့နေ့ကိုပိုင်ဆိုင်ခွင့်ရလောက်မယ်လို့ထင်ထားမိခဲ့တဲ့အယုတ်ကလေးကိုတခြားသူစီရောက်သွားတော့မယ်ဆိုတဲ့ခံစားချက်ပါပဲ။ပူလောင်လိုက်တာ။ဒီကြတာတခုကတော့ကျွန်တော်တို့ရေဆက်ဟာဒီလောက်ပဲထင်ပါရဲ့။ချစ်ခဲ့သည်ဖြစ်စေမုန်းခဲ့သည်ဖြစ်စေအားလုံးကအေးမကြီးတော့ပါဘူး။ပေါင်းဆက်ခွင့်မရလဲ။ ဒီတိုင်းလေးချစ်နေပေးနိုင်ခြင်းအားလည်းအချစ်ပါပဲမလား။ဘာပဲဖြစ်ဖြစ်ပါကိုချစ်ရတဲ့သူပျော်နေဖို့အတွက်ဆူတောင်းပေးရတော့မှာပဲလေ။ Sorry ကွာဆွမ်းနာကိုစိတ်တွေအရန်ပူလောင်ပြီးရှုပ်ထွေးသွားလို့ပါ။ဘာပဲဖြစ်ဖြစ် congratulation မှာလောက်ခိုင်းရဲ့။တိုက်ပင်ရိုက်နေရင်းနဲ့ပဲဘာအားအင်မှမရှိတော့ပါ။လူကြီးကဘသူ့ congratulation လုပ်နေရတော့။မင်းကိုလေမင်းမင်္ဂလာဆောင်တော့မှာစို့။အဲ့ဒါမမရဲ့မင်္ဂလာဆောင်ဖိတ်စာပါလူကြီးရဲ့ ကျွန်တော်ကမင်္ဂလာမဆောင်သေးပါဘူးဘဲ့နဲ့အခုထိရီးစားတော်မရှိသေးတဲ့ဟာကိုဟမ်ဟိုးအောက်ဆုံးထိကြနေတဲ့စိတ်သက်တွေကချက်ချင်းဆိုသလိုပင်ပြန်တက်ကြွလာခဲ့သည်အယောင်တည်နေသောမျောလင်းချက်လေးတွေလည်းပြန်လင်းလက်လာခဲ့ပြီဒါဆိုလောင်ခန့်ကရီးစားတော်မရှိသေးဘူးပေါ့အင်းလေမမရဲ့ဖိတ်စာကိုလူကြီးစီဖိတ်လိုက်တဲ့ဟာကိုမင်းကွာမင်းကို့စိတ်ဆင်းရဲအောင်တိတ်လုပ်တာပဲလူကြီးကဘာလို့စိတ်ဆင်းရဲရလဲလို့ မင်းမင်္ဂလာဆောင်နဲ့ထင်ပြီးမင်းကိုလက်လွတ်လိုက်ရပြီလို့မှတ်လို့လေတခိခိနဲ့ရည်နေတဲ့လောင်ခမ်းရဲ့ရည်တန်းလွတ်လွတ်လေးဟာရုတ်တရက်တိတ်ဆိတ်သွားသည်ကျွန်တော်ကလူရုပ်စောင့်နေခဲ့တာပါအတန်လေးကတူတူလေးစကားတန်လေးကဝဲတဲတဲလေးနဲ့တို့တော့ကျွန်တော်နှလုံးသားတဲ့အထိကျွန်တော်ကြားလိုက်ရပါသည်ကျွန်တော်ရင်ထဲအထိအဲ့ဒီစကားလေးရောက်သွားသည်ကျွန်တော်စိတ်တွေဘလို့မှထိန်းချုပ်နိုင်စွမ်းမရှိတော့ပါချစ်လိုက်တာကလေးရဲ့မနှက်ဖြန်တော့ အချစ်တီရှိရာအရက်ဒီတာတို့ကျွန်တော်မရောက်ရောက်အောင်သွားရပါမည်။လောင်ခန်းကိုတွေ့ကျင်မိသည့်စိတ်ကိုဘလို့မှကိုထိမ့်ချုပ်လို့မှမရနိုင်တော့ပဲ။ကဲအခုဆိုလို့ရှိရင်တော့အချစ်တီရှိရာအရက်ဒီတာတို့ဆိုတဲ့ဝိထုလေးလည်းဇက်သိမ်းသွားပြီဖြစ်ပါတယ်။ဒီဝိထုလေးကိုဖတ်ခွင့်ပေးတဲ့စာရေးဆရာခဲတန်အောင်လည်းကျေးဇူးအထူးတင်ရှိပါတယ်။အစလည်းဆုံးနားဆင်အားပေးခဲ့ကြတဲ့စာဖတ်ပရိသတ်များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ောက်တစ်ပတ်တွင်မှာနောက်ထပ်ဝိထုတစ်ပုဒ်နဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်